ဆမ်မဲရှုံးရင်ပတ်ရန်တက်တယ်ဆိုတာကြားဘူးကြတယ်မလားအခုလေဖရာတရားတအားလုပ်တဲ့တက်ထောက်ခံသူတွေဘက်ကရှုံးတာဖြစ်နေတော့ပတ်ရန်ချက်က9 plus ကျော်နေပြီတခြားတော့မဟုတ်ဂျွန်လင်အဖမ်းခံရတာနဲ့ပတ်သက်ပြီးပြောချင်တာပရာဟိတမိတွေကြီးကိုစော်ကားလို့တဲ့အဖမ်းခံရတယ်လို့တချို့တွေကပြောသလိုတချို့တွေကတော့အစိုးရချမ်းချမ်းထံကပစ္စည်းတွေဝယ်ယူရတဲ့အတွက်ကြောင့်ဆိုပြီးပြောနေကြတယ် ကျွန်တော်အမြင်ကတော့ဂျွန်လင်ကစပြီးတခြားနှုပညာရှင်တွေကိုမင်းတို့တွေအနေနဲ့အွန်လိုင်းမှာအကြံဖက်အဖွဲ့နဲ့ဆက်ဆက်ပြီးရောင်းဝယ်တာအပြင်လက်ခံစကားပြောတာနဲ့အကြံဖက်ဥပဒေနဲ့အရေးယူမယ်ဆိုပြီး၆လိုက်တဲ့သဘောပဲ Telegram မှာလည်းကြော်စွားတို့ဟန်ရင်းဦးတို့ကဒီလိုမျိုးလော်နေကြတာကြားခဲ့ပြီဂျွန်လင်ကတော့ဈေးဥပောက်သွားတဲ့သူလို့ပြောရမယ်အဆိုတော်ချမ်းချမ်းပန်ဆယ်လိုအိမ်ပိုးဦးတင်းတင်းွယ်အောင်တော်ဆီယာမခိုင်စုလွင် ဇွန်နီလာထေးအစရှိတဲ့သူတွေနဲ့ဆက်သွယ်ရောင်းဝယ်မိရင်ထုံးစံအတိုင်းဥပဒေအရအေးအေးတရားစွဲမယ်ပြောတာပေါ့ဗျာမြမတက်မတော်တမိုင်းကတည်နေခဲ့တာကြာပြီမိမတပိုင်းယောက်ျားတပိုင်းမျိုးမစစ်ရခိုင်မလင်းတက်ချုပ်ကြီးမင်းအောင်လိုက်နေအောက်ခြေတိုက်ဟာမလောက်ရဲတာဆိုလို့သဘုံကိုကြောက်တာပဲရှိတယ်အေးသူတို့လောက်ရဲတာကအေးချမ်းစွာနေလိုပါတယ်ဆိုတော့ပြည်တွင်းကလူတွေကိုမတရားဖမ်းဆီးတပ်ဖြတ်နေတာပဲ သုံးတန်းចောင်းသားញញတိုက်ကြမှာလေတန်းနှစ်ချမ်းပေါက်အောင်မဲ့ပညာတက်ငဝိုင်းတယောက်ကတော့စင်စားညာနည်းနည်းပါလာလို့ဒီခြေတွင်းတဲ့ကရုတ်ထွက်နိုင်ခဲ့တယ်လို့ဆိုရမယ်။ခမရတို့ပဲစင်စားကြည့်။အာနာသိန်းကလေးကထုတ်လိုက်တဲ့ဥပဒေထဲမှာနိုင်ငံတိုးတက်ဖို့နဲ့ပြည်သူအကျိုးစီးပွားအတွက်အမိတ်တစ်ခုလောက်ပါရင်တောင်ကျွန်တော်ထောက်ခံခြင်းထောက်ခံအောင်မှာ။အခုတော့ထုတ်လိုက်တဲ့ဥပဒေတွေကတောက်တလွဲတဲ့အပြင်အဲဒီတောက်တလွဲဥပဒေကိုတော့တို့တို့ပြန်မလိုက်နိုင်ဘူး။ လိုက်စင်မဲ့ကားဆိုင်ကယ်တွေကိုလိုက်စင်မဲ့ကားဆိုင်ကယ်တွေစီးပြီးလှိုက်ဖမ်းနေတာကိုသာကြည့်တကယ်တော့စိမ့်ပိန်ပိတ်တွေဟာလုံခြုံတဲ့နေရာမှာနေပြီးဘာမဆိုလုပ်ရဲတယ်လို့អော်နေတဲ့កောင်တွေရဲ့ဇကားတွေကိုណားយ៉ាងနေတဲ့သူတွေတနည်းပြောရရင်តောက်យូណាកန်းတွေပေါ့စင်စာတွေးခေါ်တက်တဲ့လူသားအသိဉာဏ်ပျောက်ဆုံးနေတဲ့သူတွေနိုင်ငံတစ်ခုရဲ့စစ်တပ်ကတတ်မတော်တာအမိတတ်မတော်တာအဖဆိုကလေးကအကြီးကြီးလွဲနေတာကိုအဟုတ်ကြီးထင်နေတဲ့သူတွေ အမှန်နဲ့အမှဓမ္မနဲ့အာဓမ္မတောင်မခွဲခြားနိုင်တဲ့သူတွေသူတို့ကိုယ်တိုင်ကသူတို့စိတ်ထဲမှာဖျားတရားမြဲနေတာကိုအဟုတ်ကြီးထင်ပြီး လူသားဆန်စိတ်ပျောက်ဆုံးနေတာကိုမသိတဲ့သူတွေသူတို့ကိုယ်တိုင်က အာဓမ္မထဲမှာပြုံးမနေကြပြီးသူတို့ထောက်ခံတဲ့အဖွဲ့အစည်းကြီးကတလွဲတွေလုံနေခဲ့တာကိုသိခဲ့တော့အဲ့ဒီအဖွဲ့အစည်းကြီးကိုပဲနိုင်စေချင်နေကြတဲ့သူတွေအင်းကြီးပြောရရင်ကိုဂျိုးပဲကြည့်အတ္တသမားတွေလက်ရှိအနေထားမှာသူတို့လိုလူတွေကို ဓမ္မမြင်လာအောင်ပြန်လဲအဖက်ဆယ်လို့ရအောင်လုပ်နေတဲ့သူတွေကဘလို့နီးနေပဲနားချပါစီ။အိုးကပ်ပြီးတူးချစ်နေတဲ့သူရဲ့အတိညာဟာအကောင်းဖြစ်ပြန်မလာနိုင်တော့ပါဘူး။အယူတယောက်ကိုအယူထောင်တို့ပို့လိုက်လို့ရတယ်ထားအောင်။ယူနေတဲ့သူတယောက်ရဲ့စကားကိုနားထောင်ဘဝရှင်မင်းတရားကြီးလိုလိုသာသနာပြုမင်းကြီးလိုလိုခစားနေတဲ့သူများကိုတော့ဘလို့ထောင်မှာထားပြီးဘေးစည်းတွေကျွေးတင်လဲဆိုတာကိုတော့ဒီတော်လန်ရေးကြီးပြီးသွားရင်ဆုံးဖြတ်ရအောင်ပါပါ။ တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Beatbox Inside